ကဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုထန်ဂျာတေးရှင်တပုတ်ပြီးသွားပြီပေါ့နော်ထန်ဂျာတေးရှင်တပုတ်ပြီးသွားပြီကျွန်တော်တို့သင်ခန်းစာလေးတွေလုံရင်းလုံရင်းနဲ့ဒါဘာလို့လုံညာလုံနေပေါ့လေအချိန်အားဖြင့်တော့၃ဘက်ဝန်းကျင်ပေါ့ထန်ဂျာတေးရှင်တပုတ်ပြီးသွားပြီအဲ့တော့ဘာမှတော့ထူးထူးပြောကြတော့မရှိဘူးဒီနေ့ဗီဒီယိုရိုက်တာကတော့အဓိကဒါဟိုသင်ခန်းစာတွေသင်ဖို့ဆိုတဲ့စကားလေးနည်းနည်းပြောဖို့ရိုက်တာပေါ့နော်အဓိကကတော့ကျွန်တော်ဒီတခြင်းကိုဒါ practical ပေါ့နော်အဓိကဒီ practical လေးအရာသင်ပြီးသွားပြီဒီတခြင်းနဲ့ပတ်သက်ပြီးလက်တွေ့သဘောတရားကြီးကျွန်တော်အများကြီးသင်ခဲ့ပြီးပေါ့နော်လက်တွေ့ဒီခန့်ဒီဒါပြောရနော်ကွာဘယ်လုံးဘယ်လုံးဒီညာလုံးညာလုံးဒီပေါ့စသဖြင့်ဒါမျိုးတွေကကျွန်တော်ပြောပြီးသွားပြီအဲကော်ဒရာလည်းဖြစ်သွားတယ်ရှင်းလည်းပြီးသွားပြီပေါ့နော်အရှင်းတစ်ပုတ်လုံးလည်းဒါလက်တွေ့ဒီခန့်ရှင်းပြီးသွားပြီဆိုတော့ကျွန်တော် ဒါကိုကြားမှလေ့ကျင့်မှုအတွက်ကျွန်တော်အချိန်တစ်ဖက်လောက်ကျွန်တော်ဟာပေးပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ချင်းချင်းတီတာကိုကျွန်တော်တတ်မှတ်တတ်တယ်။ဘာလို့တီတာတတ်တတ်လို့ရှိရင်ပြဿနာတွေရှိတာနိုင်တယ်။ဘာလို့လဲဆိုတော့ဟိုကိုကဟိုလူတိုင်းကကြွားသေးတယ်မလား။လေ့ကျင့်နိုင်တာလင်းမကျင့်နိုင်တာဆိုအကန့်အသတ်ဆိုတာရှိတယ်။အဲ့တော့ကိုလုံးနိုင်တဲ့အကန့်အသတ်ထက်ကြော်ပြီးလုပ်တာမကောင်းနော်။အဲ့တော့အေးစေးစေးပဲလေ့ကျင့်မယ်။အဲ့တော့ဒီကြားမှတစ်ဖက်လောက်ကျွန်တော်အချိန်လေးဟာပေးထားမယ်ပေါ့နော်။ဒီတစ်ဖက်လောက်အတွင်းမှာလည်းအကျိုးမဲ့မဖြစ်အောင်လားကျွန်တော်ဗီဒီယိုနှစ်ဖိုင်လောက်တော့ရိုက်ပါအောင်မယ်။ရိုက်ပြီးတော့ ဒါ theory ပိုင်းလေးပေါ့เนาะအဓိကကတော့ဒီစီဝါနဲ့ပတ်သက်တဲ့ဒါအတိအင်တိရတဲ့အချို့အချို့ကိစ္စလေးတွေကျွန်တော်နည်းနည်းပြောပြပေးမယ်ပေါ့เนาะဒီကြားမှာလဲဒါအကုန်လုံးအတွက်အကျိုးရှိအောင်ပါအဓိကကတော့ဒါပေမဲ့ဟိုလက်တွေ့တင်တာတော့နောက်တစ်တစ်ပတ်ကြာကြာလောက်မှပဲပြန်စကြမယ်ဘာလို့လဲဆိုတော့ကျွန်တော်လက်တွေ့ဟိုတော့လောလောဆယ်မတင်ချင်သေးဘူးပေါ့ဗျာသိရမလားမတင်သေးဘူးဆိုတာကတော့မတင်ချင်တော့မဟုတ်ပါဘူးအဓိကတင်ဖို့ဒါအချိန်မတန်သေးဘူးပေါ့เนาะဘာလို့လဲဆိုတော့တပုတ်ဆိုတပုတ် ကြည်ရင်ညက်လောက်ပြီးมาပဲဆက်တတ်တာကောင်းတယ်เนาะဆိုတော့ကျွန်တော်တို့ကအခုဒါ trailer edition တပုတ် trailer edition ဒါပြီးပြီပေါ့เนาะနောက်ပြီးတော့ဒါကျွန်တော်တို့တည်တာသွားမယ်တာယာသွားမယ်ဝေပါသွားမယ် trailer သွားမယ်ဇေယာသွားအဲပုံဆောင်သွားမယ်ဇေယာသွားမယ်ဆိုင်းလက်လက်သွားမယ်ပေါ့เนาะစသဖြင့်73ဘုံလုံးပြီးရတဲ့ကျွန်တော်တို့တွားပြမှာပါအဲ့တော့ဒီအတော်အတွင်းမှာကိုယ့်ရဲ့ဇွဲရှိရင်ရှိတယ်လို့ကျွန်တော်တင်တာကဒါ advance မဟုတ်ရင်တော့မှ intermediate ဝင်းကျင်လောက်ကိုတော့ကောင်းကောင်းရောက်သွားမှာပါဘာလို့လဲဆိုတော့အချိန်ကကျဆက်သုံးဖို့လောက်ပြီးပြီဆိုလို့ရှိရင်တော့ဒါတော်တော်လေးတော့ဒီနိုင်ခတ်နိုင်အချိန်လေးကိုရောက်သွားပြီပေါ့နော်အဲ့တော့ကိုတကယ်စရုံးလာရှိတယ်ဆိုလို့ရှိရင်တော့ကိုရဲ့ဒါဟိုပြန်လို့ပညာပေါ့နော်အများကြီးတိုးတက်စင်မှာပေါ့နော်ဘာလို့လဲဆိုတော့ဒါအချိန်ကကျွန်တော်စပြီးတင်တာဖြစ်တဲ့အတွက်ဒါတင်ကြမှုတစ်ခုกว่าတည်မလားတင်နန်းတစ်ခုဆိုတဲ့အထက်ကိုကျွန်တော်ပို့အောင်လုပ်ပေးမှာပါဘာလို့လဲဆိုတော့ကျွန်တော် theory ဘိုင်းနဲ့ကျွန်တော်အများကြီးတင်မယ် နောက်ပိုင်းတစ်ဖြည်းဖြည်းချင်းထည့်သွားအောင်ပါเนาะဒါချင်းချင်းတော့လည်းနားလည်မှာမဟုတ်ဘူးဒါပေမဲ့ဖြည်းဖြည်းချင်းသွားအောင်ပါเนาะโอเคအဲ့တော့ဒါကျွန်တော်တို့နောက်နေ့မှာနောက်တနင်္လာနေ့မှာပေါ့เนาะကျွန်တော်ဆက်ပြီးတော့အတိအကျတော့ပြောမှာအင်္ဂါနေ့လည်းဖြစ်နိုင်တယ်ကျွန်တော်ဒီတပတ်မှာကျွန်တော်ဗီဒီယိုနှစ်ဖိုင်လောက်ပဲရိုက်မှာဆိုတော့ကျွန်တော်ရိုက်ပြီးတော့ကျွန်တော်သီးသင့်တာလေးတွေကျွန်တော်ထပ်ပြောပါမယ်သီးသင့်တာဆိုတာအဓိက theory ဘိုင်းနေပေါ့เนาะအဲ့ဒီထပ်ပြောမယ်ဒီနေ့ကတော့ဘာမှမဟုတ်ဘူးဒီနေ့ကတော့တက်ဗီဒီယိုလေးကျွန်တော်ရိုက်ပြီးတော့ပြောပြတာအတိပေးတာပေါ့เนาะတပတ်လောက်နားမယ်ဆိုတဲ့အကြောင်းဟုတ်ပါပြီ ဲ့တော့မင်္ဂလာပါခင်ဗျကျွန်တော်နောက်ပတ်မှာပြန်တွေ့ပါမယ်